မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်မည်သုံးအမျိုးဘာသာသာနာတော်ခုလုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရက်ဖြည့်စည်းသူများကိုဖော်ထုတ်တားဆီးကာကွယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွယ်ချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေမင်္ဂလာပါဆရာတော်ဗျာဆရာဒီနေ့နေကူပြောနေညနေတရားဝင်ရှိကို ။ဘာကြောင့်ကြွလာတာပါလဲခင်ဗျာ။အဲအခုဒီပါဝင်တယ်လို့ပြောလို့ရတယ်။ခင်ဗျာဥအောင်မြိုင်နဲ့အောင်စော်ပေါ့ဒီအက္ခဓမ္မအပါဝင်အသုံးလုံးဒီဝိနည်းစီယာပြဿနာနဲ့အတူဒီရမန္တန်ရဲ့လူဥပဒေနဲ့အရေးယူတဲ့အခါမှာဆရာအောင်မြိုင်နဲ့ဆရာကိုအောင်စိုးတို့ရဲ့စေနာမန်နဲ့လုပ်တဲ့လုပ်ရတာနာတို့အတွက် ရှိမဖြစ်ဆောင်ရွက်မယ်ကိစ္စရေလှုပ်ဆောင်တဲ့အခါမှာကိစ္စလက်ရတာဒီစာနာတို့တကယ်တော့လေသူလည်းဟိုအဆက်ရှိလို့ချမ်းသာလို့တာနာကိုလုပ်နေတာမဟုတ်ပဲတကယ်ကိုတာနာကိုချစ်တဲ့စိတ်နဲ့ဓမ္မအရမအူအတိညာနဲ့ရွေးချယ်ဖို့လုပ်ပေးတဲ့သဘောပါအဲ့ဒါကိုဥစဉ်ကြတော့ယဟန်ဖြစ်တဲ့အတွက်ယဟန်နေရာခွင့်ပြုအညွတ်တန်ကနာကရဲ့ခွင့်ပြုခြင်း ရှိမှဆိုတော့ဦးဇင်းတို့ကြမြို့နယ်တန်ခါနာကလည်း20မြင်းဆောင်2025နဲ့အရမဝါရာကျော်ညာပြီးတဲ့နောက်ပိုင်းမှာဦးဇင်းတို့ကဝင်ရောက်ပြီးတော့လုပ်စရာမလိုပဲမြို့နယ်တန်ခါနာကအဖွဲ့ရဲ့တရားစွဲဆိုခြင်းကိုခွင့်ပြုရန်မသင့်မလိုအပ်တော့ဘူးဆိုပြီးတော့ဦးဇင်းတို့ကတော့ဘုရစီမှုရုပ်သိမ်းခြင်းမရှိတော့ညာလဲဦးဇင်းတို့ကရဟန်းတွေရဲ့ခွင့်မပြုမြို့နယ်တန်ခါနာကဆရာတို့များတန်ခါတွေကိုမညင်နွမ်းအောင်သူတို့အတွက်တောင်းပန်ဆိုလဲတောင်းပန်မှု ready လုပ်ခဲ့တဲ့ဆရာတော်တွေရပါပဲ အဲဥစဉ်တို့တောင်းယူလိုက်ကြတယ်ပေါ့အခုကြတော့အဲလူနဲ့ယဟန်နဲ့လူပြောရမလို့ဖြစ်ပြီးတော့ယဟန်နေပြီးတော့တောင်းဝန်ပေးထားတဲ့ကိုထူအောင်လွင်နဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကလာရောက်ပြီးတော့အမှုရင်ဆိုင်ခြင်းလည်းမရှိဘူးထွက်ဆိုခြင်းလည်းမရှိဘူးဒီဘက်ကအားလုံးအသင့်ဖြစ်နေသောညာလဲနောက်ပြီးကြတော့နိုင်ငံတော်ကဓမ္မအရမအမှုဖြစ်တဲ့အတွက်20မြင်းဆောင်2025နဲ့ဆုံးဖြတ်ချက်ချပြီးသားဖြစ်တော်နဲ့ဒါသက်ဆိုင်ရာအဖွဲ့အစည်းတွေကဒါကိုယ်ကိုလွယ်လွယ်ကူကူ ဒါဒီမှုဆက်လက်ပြီးတော့မဆောင်ဆောင်ရွက်ရမသိမှုဆိုပြီးတော့မင်းချမှတ်ရမင်းချမှတ်လိမ့်မယ်လို့လည်းမြင်ပါတယ်သို့တော့အာနာဘာသာအတွက်ဒီမနက်ကဘုရားဘာသာအများစုဆရာတော်တမတော်အမျိုးအများစုကလည်းအာနာအတွက်ရှီတန်းရွရွချွန်ထန်းဆောင်နေဆရာဦးအောင်မြိုင်အစိုးရစာတင်နာတို့ကိုအောင်အောင်စိုးတို့ရဲ့လောက်ရကိုအလာရောက်ပြီးအားပေးတဲ့သဘောပါပဲဦးစင်းကတော့ရဟန်းဖြစ်ပြီးတော့ဒီ ဥတ္တရိယရဲ့ဘတော်မတရားဆွဆွဲမှုတွေကြားထဲမှာဦးဇင်းတို့အားလုံးသိဆက်ခဲ့ရပါတယ်အခုချိန်မှာတော့ဥတ္တရိယကလည်းအဲမဟာနာနေပြီးတော့20မြေလောင်2025နဲ့ဆုံးဖြတ်ပြီးပြီဖြစ်တဲ့အတွက်ပြည်သူတွေလည်းအေးချမ်းလို့သူတို့ရဲ့အရမပြဿနာကြီးအရမဝါဒကြီးဟာဆက်လက်ကြီးပွားဖို့လုံးဝမဖြစ်နိုင်တော့ဘူးဆိုတာအများလဲသိပြီးဖြစ်ပါတယ်အခုလို့အချိန်မှာတရလူကထွက်ပြေးတင်းရှောင်နေရတဲ့တရခဏကြီးက ကြောက်နဲ့နေရမယ်ဆိုတာမြန်မာနိုင်ငံနဲ့လုံးဝမဖြစ်သင့်ပါဘူး။တကယ်လို့လို့ပြောပြီးတော့အခုလိုရံပြေးဖြစ်နေတယ်။သူ့ကိုပြန်ပြီးတော့အခုအဲတိုင်းတာနာရေးရတော့ဥဆောင်ပြီးတော့တာနာရေးဌာနဆွဲဇိုးထားတဲ့အမှုရင်မဆိုင်မဲ့အခုလိုဒီထက်မှအခုဆရာအောင်မြင်တို့ပုံမှာသူတို့ရဲ့ပါဝင်တဲ့တက်တီအနေနဲ့ပါတဲ့လူကလာပြီးတော့တက်တီကမထွက်ဆိုပဲဒီအမှုပါအမှုပိုင်ရှင်ကဝေယံမြေလောက်ပြီးရှောင်းနေရပြီးဘာမဟုတ်တဲ့ ီလူတွေကိုသူတို့အနိုင်ကျင့်ပြီးတော့စော်ကားဘလို့ဟာဥပဒေနဲ့ဓမ္မပြိုင်ပွဲကြီးပါဒီကနေ့ကဆုံးဖြတ်ပေးမယ့်ပွဲမလို့တကယ်လဲလာရောက်ပြီးတော့အားပေးတာဖြစ်တယ်လို့ရှိနေတဲ့အချိန်တွေကနေပြီးတော့မြန်မာနိုင်ငံသားလုံးလည်းသိသိချင်းလို့အလုတ်လုတ်တဲ့သူဟာအမြဲတမ်းသာနာပါတာအတွက်ရှေ့တန်းမှာရှိနေပါတယ်လို့ပြင်ပြပေးတဲ့ဆိုပါပဲအကြောင်ဆရာတော်ဥပမောက်ခါတို့မြို့ချစ်မြန်မာရန်တော်များသမက်ကားတို့ကတော့ဆရာဦးအောင်မြတ်နဲ့တွဲလျက်လှူရှားနေပါတယ်။သူတင်ကတော့တဲ့ပြောရင်တော့ ကိုကိုရိုင်းလဲအဲဥတုရိယအရိယမန္တန်ရဲ့အရမဝါရတရားနေပြီးတော့ဥစဉ်တော့ပုံမှာအနိုင်ကျင့်စော်ကားနေတာဖြစ်တဲ့အတွက်ဝင်ရောက်မပါဝင်မဲကို့အနေနဲ့တောင်းမှန်မယ်ဆိုရဲတောင်းမှန်မယ်ဆိုရဲလူတွေကနေပြီးတော့နောက်ကအမြင်နေရပါဆရာဥအောင်မြန်ရဲ့စိတ်ဓာတ်ကတော့အမှန်တရားအတွက်အသက်ပေးမယ်ဆိုရဲစိတ်မျိုးနဲ့ဒီလိုလူမျိုးကိုဥစဉ်တို့ကိုအောင်စော်တို့တိုက်ပြီးဝင်ရံခြင်းဖြစ်ပါလေအဲမင်းဆရာမင်းကလေးတခုရှိပါသေးရဲ့ဆရာတော်ဗျာဒီ ရိယမန္တန်တော်ရဥဒုရိယကိုနိုင်တော်တန်ခမဟာလံကအဖွဲ့အဖွဲ့စည်းပေးထားတဲ့ဝီနီတိုဝီနီရှားအဖွဲ့ကနေ မေလ23ရက်နေ့ကလေးကအာရမဝါရီအာရမဝါဒအာရမဝါရီအာရမဝတ္ထုလို့ဆုံးဖြတ်ချက်ကြီးချထားပြီးဖြစ်ပါတယ်။အဲအဲ့23ရက်9လနောက်ပိုင်းကလေးကယနေ့ချင်းအထိအဲရိယမန္တန်တော်ရဥဒုရိယဟာ ဆိုရှယ်မီဒီယာပေါ်မှာ အခါလျော်စွာတက်လာပြီးတော့ live ဖြစ်တာတွေရှိသလိုဗီဒီယိုရိုက်ကူးပြီးတင်တာတွေလည်းရှိပါတယ်အဲ့ဒီဗီဒီယိုတွေမှာအဲ့ live လင်းလာရင်မှာဘာပါလာလဲဆိုတော့နိုင်ငံတော်တန်ခါမဟာနာကဆရာတော်ကြီးတွေတခါဒီ20မြင်းဆောင်2025ကိုကြိုင်တွေ့ခဲ့တဲ့ဝီနီတိုဝီနေဆရာဆရာတော်ကြီးတွေကိုဘုသူရိယကပုတ်ခတ်ပြောဆိုနေရတယ်ရှိပါတယ်အဲ့ဒါတွေနဲ့ပတ်သက်လို့ဆရာတော်ဘယ်လိုမြင်ပါလဲဘုသူရိယရဲ့ပုတ်ခတ်ပြောဆိုနေမှုတွေကို ရတော့လေခုလိုအဲတန်ခါဖွဲ့စည်းတစ်ခုကိုရည်စူးပြီးတော့မိလာတဲ့မိကွန်းမှာပြောပြเสียတာတစ်ခုကတော့ဆရာတော်သမတော်ကြီးတွေကိုကြီးညိုလေးစားတဲ့တန်ခါကောင်းတယောက်ဆိုရင်နောက်ရဟန်းတစ်ပါးအစ်စ်ဆိုရင်ဆရာတော်သမတော်ကြီးနိုင်ငံတော်တန်ခါမာနာကကြီးနောက်ပြည်ဝင်သားတွေနဲ့အဓိကဖွဲ့စည်းထားတဲ့ဝိနည်းစရာဆရာတော်ဖျားကြီးများတွေမိတို့ပင်စူစကားမှု သူ့အနေနဲ့ဝင်ခန်းပြီးတော့ပြီးတော့ခုနပါဖျားဆိုပြီးတော့အောက်ကနေမယ်ဆိုရင်သူ့အတွက်ရဟန်းသက်ရှိတယ်လို့ခေါ်ပါတယ်။နောက်ပြီးကြတော့ရဟန်းဆိုတာအဆုံးမခံနိုင်ရတယ်။နောက်ပြီးကြတော့ဝင်ချတောင်းပန်ပြီးတော့ကုသသူဟုဂုံနဲ့ရဟန်းကောင်းဟာအလွတ်နေသင့်ပါတယ်။အခုတော့အတ္တမာနကိုရှေ့တန်းတင်ပြီးတော့သူကိုယ်ကဝေယံပြေးဖြစ်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတဲ့ တန်ငါးခေါင်းတယောက်နဲ့မတူပဲအမောင်နဲ့ကနေပြီးတော့အစိုးချုပ်နဲ့ကလက်သီးပြတယ်လို့သူပြောနေတဲ့စကားတွေတော့လကောင်းသူပြောနေတဲ့တရားတွေတော့လကောင်းတခုမှတိုက်ရောညီထွေးမှုမရှိဘူးသူအထင်သူအမြင်နဲ့ပြောနေတဲ့အခါမှာ तू ကစာတတ်ပေတတ်ဆိုလို့ तू ကပညာတတ်မို့လို့ဆိုရင်လည်းအားလုံးကလေးစားလိုက်နာမှာပါတကယ်တော့သူကိုယ်ရင်ကလည်းစာတော်နှစ်တန်းတော်မအောင်ခဲ့ဘူးလို့ပြောခဲ့သလိုသူကိုယ်ရင်ပြန်လဲဆွဆွဲနေတဲ့ ပုဂ္ဂိုလ်တွေဟာတကယ်တန်ခါရာသာဌာနအုပ်ဆောင်တကယ်ဆရာတော်ကြီးပြားမြောက်ကိုစော်ကားခြင်းဟာတကယ်တော့လေအယူချိပန်းအမှန်တမ်းပြောရင်တော့ဟိုဘယ်လိုပြောမလဲအဲအခုစားအုပ်စယူဓမ္မယူတဏယူတကယ်ကိုအခုဖြစ်နေတဲ့ပုရုဇနောဥမ္မတကောဆိုတာတဲ့ပိုးဆိုးတဲ့သူဘယ်လိုပြောမလဲ သူ့ယင်တဲ့ကအမားကိုအတင်းဖျားတရားတော့လုံနေတဲ့အတွက်စော်ကားနေခြင်းဖြစ်ပါလေအခုလိုထွက်ပြေးတင်းချောင်နေတာကသူရောဘောကြောင်နေတာပါတတော်ကောင်းဆိုတာလက်မြောက်အရှုံးပေးရမှလဲကြောက်เสียမလို့သလိုမိမိရဲ့ရဲရင်မှုဟာနှလုံးသားပါအဲဒီကိုနှလုံးသားနဲ့ရဲရင်ရင်မဆိုင်ပဲဟိုအမောင်တန်းမှနေနေတဲ့လူလိုဖြစ်နေတယ်ဆိုရင်အဲဒီလူကတော့စိတ်မကောင်းကြပါပဲလို့ပြောရမှာတပါး ဟိုသူ့ရဲ့အယူတယောက်လို့ဖြစ်နေတဲ့ပုံမောပြီးတော့နင်မောတော့မှာပါသူ့ရဲ့ဒေါသဒေါသကြောင့်မိမိရဲ့နှုတ်တလုံးကြောင့်ကဲမဲ့သူကူမဲ့သူစောင်းရှောင်းမဲ့သူကတော့မကဲနဲ့မကူနဲ့အောင်ဖြစ်ပြီးတော့သူ့မားသူ့တန်တရာဘဝနင်မွန်းလိုက်မယ်လို့ဦးစင်းမြင်မိပါတယ်ဦးစင်းနာဆိုရင်တော့ထွက်ရှင်မယ်ပြစ်ဆက်မယ်ဒါသူ့ရဲ့ကောင်းတို့ရဲ့အလုပ်ပါကြောက်လန့်ပြီးတော့ထွက်ပြေးတိတ်ရှောင်နေတော့သူ့ရဲ့ကောင်းလို့ပြောနေတာတော့ အစိုးကြုံနဲ့လက်သီးကတော့လူမန်းအများအတွက်အကျိုးမများဘူးအရင်တော့ကသူလောက်ခဲ့တဲ့အရမတွေဟာဒီကနေ့ဖြစ်စင်နဲ့ရှင်းကြည့်မယ်ဆိုရင်ဒီကြပါတယ်အရင်တော့ကသူပြောခဲ့တဲ့တရားတွေအမှန်တမ်းမှန်ခဲ့ရင်ဒီကနေ့ရဲဝန်းရင်ဆိုင်နေမှာလေ